မြန်မာ့ဥခရိုနီကယ်ဒီဇင်ဘာ၁ရက်မြင်ကွင်မိဂွန်ထုတ်ခံလာရတဲ့ NUG ရဲ့အစိုးရရဲ့အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးမင်းကင်းမျိုးနယ်က CDM ဆရာဝန်ဒေါခင်တူတူလွင်ကိုမင်းကင်းပြည်သူ့လုံခြုံရေးရဲတပ်ဖွဲ့ကနိုဝင်ဘာလ30ရက်နေ့မှာဖမ်းဆီးနေတဲ့ဗီဒီယိုကလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့ခဲ့ပြီးတဲ့နောက်မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ကမင်းကင်းပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့လောက်ကင်ပုံနဲ့ပတ်သက်ပြီးဝေဖန်ပြောဆိုမှုတွေကျေပြန့်စွာပေါ်ထွက်လာခဲ့တာပါ အမျိုးသမီးတအူးကိုကာရင်တွေပြက်ပြားစေတဲ့အထိကြမ်းတမ်းစွာဖမ်းဆီးခြင်းလက်ထိတ်ခတ်ခေါ်ဆောင်ခြင်းအမျိုးသမီးရဲတပ်ဖွဲ့ဝင်မပါရှိပေနဲ့တနက်လွေထားတဲ့ပန်းလာဖအဖွဲ့ဝင်တွေကအတင်းအထမဝင်းရောက်ဆွဲလွှဲပြီးတော့ခေါ်ဆောင်ခြင်းတွေအပေါ်ဝေဖန်ပြောဆိုကြတာဖြစ်ပါတယ်။အခုလိုကြမ်းတမ်းစွာဖမ်းဆီးတဲ့အပေါ်မှာအချို့သောသူတွေကတော့ဒီနီးလန်းနဲ့ပဲခေါ်ဆောင်ရမှာပါပဲ။လက်နက်ပြန်မအပ်တဲ့အပြည့် ငွေကြေးစရင်မရှင်းလင်းတဲ့အပြစ်ရှိတဲ့သူ၊နှာရောက်ဖန်ဆီးသူတွေကိုရင်နွေးနဲ့ပတ်မယ်လို့ချိန်ချောက်ပြီးတော့ဓပ်ဘူးကိုမြေကြီးပေါ်ပြစ်ပေါက်ခွဲသူဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်တွေနဲ့အခုလိုဖန်ဆီးတာမှန်တယ်ဆိုတဲ့ မှတ်ချက်ပေးသူအချို့လည်းရှိတာတွေ့ရပါတယ်ဒီလိုဖန်ဆီးဖို့စီးဆိုရအကြောင်းရင်းနဲ့ပတ်သက်လို့ဆီယနာတင်ပြီးတဲ့နောက်မင်းကင်းမြို့နယ်ဈေးရုံအုပ်တာဝန်ကနေ CDM လောက်ပြီးတော့ဒေါ်လိုင်းအင်အားစု အောက်မှာစေကူတာမှုနဲ့မင်းကင်းပြည်သူလုံခြုံရေးတာဝန်ခံအဖြစ်2024ခုနှစ်အထိတာဝန်ယူခဲ့သူတာဝန်မှနားပြီးတဲ့နောက်မှာငားရမ်းထားတဲ့မောင်းပြန်တဲ့နဲ့တလက်ကိုပြန်လည်ပေးအပ်ခြင်းမရှိသေးတာ ပါလဖတာဝန်ခံအဖြစ်တာဝန်ယူခဲ့စဉ်ကအခွန်အခောက်ကရတဲ့ငွေကြေးသိန်း3300ဝန်းကျင်နဲ့ပတ်သက်လို့လုံထုံးလုံနည်းအတိုင်းတရားဝင်လွှဲပြောင်းပေးခြင်းမရှိတာကြောင့်အခုလိုဖမ်းဆီးဖို့အမိန့်ထုတ်ရတာလို့ NUG ဘက်ကပြောဆိုထားပြီးတော့တချို့သောသတင်းတွေမှာတော့မကြာသေးခင်ကမင်းကင်းမျိုးနယ်ရွှေမျိုးလောက်ကွက်တွေကိုဒေသခံတွေကဆန္ဒပြမှုမှာဦးဆောင်ခဲ့တာကြောင့်အခုလိုဖမ်းဆီးဖို့အကြောင်းရင်းခံဖြစ်လာတာလို့လည်းသတင်းအချို့မှတွေ့ရပါတယ် ပါလဖာတောင်းခံအဖြစ်တောင်းဝန်မယူတော့တဲ့တစ်နှစ်ကျော်ကာလအတွင်းမှာဥပဒေကြောင်းအရာအရေးယူတာမျိုးလုပ်ခဲ့သလားသို့မဟုတ်လက်တလုံးရွှေမျိုးကိစ္စနဲ့ပတ်သက်လို့ပြည်သူအုပ်ချုပ်ရေးအဖွဲ့တွေကိုဒေသခံဆန္ဒပြရာမှာဥဆောင်ခဲ့တာကြောင့်ဖမ်းဆီးဖို့ဖြစ်လာတာလားဆိုတာတော့အတိအကျမသိနိုင်ပါဘူး။သို့ပေမဲ့လက်ရှိမှာလေဒေသမှာကျမ်းမာရေးကုသမှုတွေလှုပ်ဆောင်ပေးနေတဲ့ဆရာဝန်တအူ အမျိုးသမီးတအုပ်ကိုကြမ်းတမ်းစွာဖမ်းဆီးပုံနဲ့ပတ်သက်လို့အစိုးရတရက်ကောင်းမွန်တဲ့အုပ်ချုပ်ရေးတရက်ရဲ့လုပ်ပုံကိုင်ပုံမျိုးမဟုတ်တာကိုအများကဝေဖန်ကြတာဖြစ်ပါတယ်။မျိုးယူတော်လိုင်းကြီးကိုထောက်ခံပြီးတော့ CDM လုတ်ခဲ့တဲ့မြို့နယ်စည်းရုံအုပ်ယာရူကနေစွန့်လွတ်လာခဲ့တဲ့ဆရာဝန်တအုပ်ဒီဒေသမှာဆက်လက်နေထိုင်ပြီးတော့ဒေသရဲ့ကျန်းမာရေးလုပ်ငန်းတွေကိုဆက်လက်ထမ်းဆောင်နေသူတအုပ်အမျိုးသမီးလေးဖြစ်တဲ့သူတအုပ်ကိုအခုလိုကျန်းတန်းစွာကာရင်တွေပြက်ပြားစီလောက်တဲ့အထိ ရုပ်ပြက်ဆင်းပြက်ဖြစ်အောင်ဖန်ဆီးတာတွေကစစ်တပ်ဆီအာနာရှင်တွေနဲ့အတူတူလို့တတ်မှတ်စရာဖြစ်စေခဲ့တယ်လို့ဝေဖန်ကြတာပါအချို့သောသူတွေကတော့ NUG အုပ်ချုပ်ရေးဘက်ကထုတ်ပြန်တဲ့လက်နက်ပြန်မအပ်တာငွေကြေးကိစ္စတရားဝင်မလွှဲတာတွေကြောင့်လုံးတင်နေလို့ထောက်ခံပြောဆိုကြတာကိုလည်းအံ့အားသင့်စရာတွေ့ကြရတာပါ ဒီနေရာမှာ2021ခုနှစ်မလဝန်းကျင်က နေပြည်တော်မှာဆရာဝန်တအုပ်ကိုအရက်ဝတ်ဝတ်ထားတဲ့အထူးသတင်းတပ်ဖွဲ့နဲ့ရဲတွေကလာရောက်ဖမ်းဆီးတဲ့ဗီဒီယိုနဲ့နှိုင်းယှဉ်ကြည့်စရာဖြစ်လာပါတယ်။အဲ့ဒီဖြစ်စဉ်မှာအရက်ဝတ်နဲ့လာရောက်ခေါ်ဆောင်တဲ့ ရဲတရင်တက်ဖွဲ့မှာအမျိုးသမီးဝန်ထမ်းလေးပါဝင်ပြီးတော့အတင်းအဓမ္မဆွဲပြီးဖမ်းဆီးတာမျိုးမဟုတ်ပဲနှုတ်နဲ့ပြောဆိုတာအနောက်ကတကောင်းကောင်းလိုက်ပြီးတော့ခေါ်ဆောင်ဖို့ကြိုးစားကြတာတွေတွေ့ရမှာဖြစ်ပါတယ်။ဆရာဝန်မကအဝတ်စားလဲလှယ်ဖို့လိုအပ်တဲ့ပစ္စည်းယူဖို့ပြောဆိုတာမိသားစုနဲ့ရက်ွက်လူတို့က ရဲဝန်ထမ်းတွေကိုဗီဒီယိုရိုက်တာတွေလုံဆောင်နေတာကြောင့်နောက်ဆုံးအင်ကားအထွတ်မှာအိနီချင်းရက်ကွက်ကလူတို့ရဲ့ညာတန်ပေးပြောဆိုမှုတွေကြောင့်ရဲတရင်တပ်ဖွဲ့ကလက်လျှော့ပြီးတော့ထွက်ခွာသွားခဲ့ပါတယ်။အဆိုပါဆရာဝန်မှလည်းဖမ်းဆီးခြင်းမခံရဘဲနဲ့တင်းရှောင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီဖြစ်ရပ်ကိုလေ့လာကြည့်မယ်ဆိုရင်ဖမ်းဆီးဖို့ညွန်ကြားတဲ့သူတွေအနေနဲ့ဖမ်းဆီးတဲ့လုံနီးလုံဟန်နဲ့ပတ်သက်တဲ့အသေးစိတ်ညွန်ကြားမှုမျိုးရှိခဲ့တဲ့သဘောဖြစ်ပြီးတော့ တောင်းပေးခံရသူတွေအနေနဲ့လည်းအဲ့ဒီလုံကြီးလုံဟန်ကိုကြော်လွန်ပြီးတော့ဖမ်းဆီးတာမျိုးမျိုးလုပ်ခဲ့တာလေ့လာတွေ့ရှိရမှာဖြစ်ပါတယ်အစိုးရတရက်အနေနဲ့လုံထုံးလုံကြီးညီဥပဒေစာရာတွေကိုတရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းဖြစ်တဲ့ရဲတပ်ဖွဲ့ဝင်တွေကိုတတ်မှတ်ပေးထားပြီးတော့လိုက်နာဖို့စက်မှတ်ဖို့မရှိမဖြစ်လိုအပ်ပါတယ်။အခုလို NUG အစိုးရရဲ့အောက်ကပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့အုပ်ချုပ်ရေးစနစ်တရက်မှာလိုက်နာရမယ့် လုံထုံးလုံနည်းတွေတတ်မှတ်ထားရှိဖို့အရေးကြီးပြီးတော့ရက်သားတွေကိုဖမ်းဆီးတာအရေးယူတာတွေမှာစစ်တပ်ကအရေးယူပုံမျိုးလက်နက်ကင်တပ်ဖွဲ့ဝင်တွေကရက်သားတွေအပေါ်မှာ ပြုမူခဲ့မယ်ဆိုရင်အာဏာရှင်အစိုးရတွေရဲ့အုပ်ချုပ်ရေးနဲ့တန်းညီခံရမှာဖြစ်ပါတယ်။အုပ်ချုပ်ရေးကိစ္စတွေတရားဥပဒေစိုးမိုးရေးကိုဖော်ဆောင်တဲ့ပြည်သူလုံခြုံရေးအဖွဲ့တွေရဲ့လုံထုံးလုံနည်းအပြင်နောက်ထပ်အရေးကြီးတဲ့အကြောင်းအရာတစ်ခုကတော့တရားစီရင်ရေးဖြစ်ပါတယ်။ တရားရေးဝန်ကြီးဌာနဖွဲ့စည်းထားပြီးတော့မြန်မာနိုင်ငံစကိုင်းမန္တလေးမကွေးနဲ့ပဲခူးတိုင်းတို့လို PDF ထိန်းချုပ်နေမြေတွေကတရားစီရင်ရေးကိစ္စရပ်တွေကိုစီမံခန့်ခွဲနေရမှာဝန်ကြီးဌာနအနေနဲ့လူ widetilde များတဲ့အမှုကင်းတွေလူမှုကွန်ရက်ပေါ်ရောက်လာတဲ့အမှုကင်းတွေကိုသာ အလေးထားတဲ့အနေအထားမျိုးဖြစ်ပြီးတော့အဆိုပါလူပြောများတဲ့အချို့အမှုခင်းတွေပင်လင်တရားမျှတမှုရရှိအောင်စီရင်နိုင်ခြင်းမရှိတာမျိုးအများကဝေဖန်နေကြတာဖြစ်ပါတယ်။2021ခုနှစ်နှောင်းပိုင်းရင်းမပင်မြို့နယ်ကဘူတန်မနီနယ်အဖွဲ့ဝင်တွေရဲ့တပ်ဖြတ်မှုတွေနဲ့ပတ်သက်လို့တရားစီရင်ရေးကအရေးယူဆောင်ရွက်နိုင်ခြင်းမရှိတဲ့တာဒကားတွေက လူထုအနေနဲ့တရားစင်ရေးအပေါ်ယုံကြည်မှုရောနေလာတာဖြစ်ပါတယ်။အလားတူအခြားသောလက်နက်ကိုင်အဖွဲ့ဝင်တွေကကျူးလွန်တဲ့တပ်ဖြတ်မှုမနိုင်မှုတွေနဲ့ပတ်သက်လို့မှန်ကန်ထိရောက်တဲ့တရားစီရင်မှုတွေမလုပ်နိုင်တဲ့အဖြစ်အပျက်တွေလည်းရှိနေခြင်းက NUG ရဲ့တရားစင်ရေးအပေါ်အားကိုးမှုကြာစင်းလာနေကြတာဖြစ်ပါတယ်။လက်နက်ကိုင်အဖွဲ့တွေကျူးလွန်တဲ့တပ်ဖြတ်မှုတွေကြီးမားတဲ့လူခွင့်ရေးချိုးဖောက်မှုတွေအတွက်လက်တလောအခြေအနေအောက်မှာပဲတရားစီရင်နိုင်ဖို့အရေးကြီးပါတယ်။တော်လန်ရေးပြီးတဲ့အခါမှာ ပေးသမျှအပြည့်ခံယူပါမယ်ဆိုတာမျိုးတွေကပြည်ထောင်ကနေရှောင်တွဲမှုတိန့်ရှောင်မှုတွေသာဖြစ်ပါတယ်တော်လိုင်းရဲ့အချိန်ကြာမြင့်လာတာနဲ့အမျှတရားဥပဒေစိုးမိုးရေးနဲ့တရားစီရင်ရေးကပိုပြီးတော့တိုးတက်ကောင်းမွန်လာဖို့သာလူထုအနေနဲ့မျှော်လင့်နေကြပြီးတော့တော်လိုင်းကာလဖြစ်လို့ဆရာနာရှင်ကိုဖြုတ်ချရေးကပထမကျန်အရေးကိစ္စတွေကနောက်မှဆိုတာမျိုးအကြောင်းပြချက်တွေကိုလူထုအနေနဲ့စင်ကြေပေးတာခြောင်လွဲတာလို့သာယူဆကြရမှာဖြစ်ပါတယ်ခင်ဗျာ